အားလုံးပဲမင်္ဂလာပါဒီနေ့ဦးသိန်းညဝေပြခြင်းတဲ့အကြောင်းအရာလေးကတော့ဝိပဿနာကမ္မထာနဲ့ပတ်သက်ပြီးတော့ရှေ့ဆရာတော်ကြီးတွေရေးဆက်ဒီကုန်းထားတဲ့ကြပါလေးတွေနဲ့မြင်ညံ့ပြီးဝိပဿနာဆိုတာဘာလဲပေါ့ဟုတ်ပြီအရင်ဒီနေ့က တမထနဲ့ဝိပဿနာဖော်တာနဲ့ပေါ်တာဟုတ်ပြီတမထဆိုတာကဖော်ပြီးတော့မှတည်ရတာတမထဆိုတာကဖော်ပြီးတော့မှတည်ရတာဝိပဿနာဆိုတာကတော့ပေါ်တာပေါ့ပေါ်တာဘယ်လိုပေါ်တယ်လို့ဆိုလို့ရှိရင်မိမိရဲ့ ရှိတ်အစင်မှာအာယုံမှာပေါ်လာတဲ့တရားတွေကိုရှုမှတ်ရတာဒါကြောင့်မလို့ဝေဘူးဆရာတော်ကြီးတို့ရေးဆက်ဒီကုန်းထားတယ်ပေါ်တိပေါ်တိနိဗ္ဗာန်ထိထိတိထိတိနိဗ္ဗာန်တိဆိုတော့မှရှေးဆရာတော်ကြီးတွေရေးဆက်ထားတဲ့ကြံရည်တွေလည်းရှိတာပါ ထင်ရှားရာထင်ရှားရာဝိပဿနာဆိုပြီးတော့မှရေးဆထားတာလေးတွေလည်းရှိတာအဲ့တော့ထင်ရှားတဲ့အရာကိုရှုရမယ်ဆိုရင်ဘယ်လိုတရားမှုတွေကိုရှုရမှာလဲဝိပဿနာမှာနံပါတ်1အနေနဲ့သင်္ခါရဓမ္မတွေကိုရှုရသင်္ခါရဓမ္မတွေကိုအိဋ္ဌဒုက္ခအနတ္တအနေနဲ့ရှု နံပါတ်1အနေနဲ့ဘာတွေကိုရှုရမလဲဆိုရင်ယုံနာတရားတွေကိုရှုရယုတ်ဒီနန်းဒီရဲ့အဖြစ်ပြက်တွေကိုရှုရနံပါတ်3ကဘာလဲလို့ဆိုလို့ရှင်တတိပဌံတရားတွေကိုရှုရတတိပဌံတရားတွေကဘာတွေလဲလို့ဆိုရင်ကာယဝေဒနာချိတ်တ ဓမ္မဆိုတဲ့ဒီတတိပ္ပံတရားတွေကိုရှုရနံပါတ်၄ကဘာတွေလဲဆိုရင်ခန္ဓာ၅ပါးခန္ဓာနဲ့၅ပါးဘာတွေလဲဆိုရင်ရူပခန္ဓာဝေဒနာခန္ဓာသင်ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဏခန္ဓာဆိုတဲ့ခန္ဓာ၅ပါးကိုရှုရနံပါတ်၅ကဘာတွေနဲ့ရှုရမလဲဆိုရင်အာယတနာ၁၂မှာ၂ပါးပါ ဒီအာရဏ12ပါးနဲ့လဲရှုရအာရဏ12ပါးကဘာတွေလဲလို့ဆိုရင်သက္ခာယရဏသောတာယရဏခန္ဓာယရဏဇိဝါယရဏခាយယရဏရူပယရဏတတ္တာယရဏခန္ဓာယရဏရတ္တာယရဏဖုဒ္ဓဘာယရဏမနာယရဏဓမ္မယရဏဆိုတဲ့ဒီအာယရဏ12ပါးနဲ့လဲပဲရှုရ18ပါးပေါ့ နောက်တစ်ခုကဓာတ်၁၈ပါးနဲ့လည်းရှုရဓာတ်၁၈ပါးတွေကဘာတွေလို့သကုဒ္ဒသောတာဒ္ဒဂာနာဒ္ဒဇိဝါဒ္ဒကာယဒ္ဒရူပဒ္ဒတတဒ္ဒဂာနာဒ္ဒရတဒ္ဒဖုဒ္ဓဘာဒ္ဒ စကုဝိညာဏဒသောတဝိညာဏဒခာဏဝိညာဏဒသင်္ဝဝိညာဏဒကာယဝိညာဏဒမနောဒမနောဝိညာဏဒဓမ္မဒဆိုတဲ့ဒီဓာတ်78နှစ်ပါဓာတ်78ပါနဲ့လည်းပဲရှုလို့ရတယ်ဟောပြီးဒါကြောင့်ရှေးဆရာတော်ကြီးကရှေးဆရာတော်ကြီးတွေက ပေါ်တိပေါ်တိနိဗ္ဗာန်တိ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 နိဗ္ဗာန်တိ ေရှားရထင်ရှားရဝိပဿနာဆိုပြီးတော့မှဟောရေးဆက်ဒီကုန်ဘုရားမြတ်စွာတရားတော်တွေကို လွယ်လွယ်နဲ့သိမြင်နိုင်အောင်ဉာဏ်မျိုးမြင်ရှိတဲ့ရှားတော်ကြီးတွေကနေရေးဆက်ဒီကုန်တာအဲ့တော့ဟုတ်ပြီဦးဇင်းတို့သမထာလည်းသိပြီဝိပဿနာလည်းသိပြီဝိပဿနာကိုလည်းဘယ်လိုရှုရမလဲဆိုတာလည်းသိပြီ တမထကိုလည်းပဲဘလို့ရှုရတယ်ဆိုတာလည်းသိပြီဒါကြောင့်မလို့ဒီဝိပဿနာဘောမှာအခြေခံပြီးတော့မှ ပေါ်ရပေါ်ရကို ရှုမယ်ထီရထီရတီရတီရကိုရှုမယ်ဒီလိုဝိပဿနာအခြေခံအပြင်ရှုလာရှုလာပြီးတော့မှမိမိတို့နဲ့တင့်လျော်တဲ့ကမ္မထံကိုယူပြီးတော့တရားအထုတ်ကြရင်တရားတို့များရနိုင်ကြပါစေလို့သုတောင့်မြတ်တာများပို့တာပါတယ်